အခုတင်ဆက်ပေးမယ့်သတင်းကတော့ကဘာကျော်ဂီတဖွဲ့ Air Supply ရဲ့မြန်မာနိုင်ငံမှာပထမဆုံးချိန်ဖျော်ဖြေပွဲရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကဘာကျော်ဂီတဖွဲ့ Air Supply ရဲ့မြန်မာနိုင်ငံမှာကျင်းပတဲ့ပထမဆုံးဖျော်ဖြေပွဲကိုဩဂုတ်လ15ရက်နေ့မနေ့ကည9:00နာရီခွဲမှာရန်ကုန်မြို့ MCC ခန်းမမှာပြုလုပ်ခဲ့ပါတယ်။အဆိုပါဖျော်ဖြေပွဲမှာ Air Supply တေဂီတာအဖွဲ့နဲ့အတူ Iron Cross DY ကအားဖြစ်ပါဝင်ခဲ့ပြီးမြမအလှမယ်နန်းခင်စရာကအစီအစဉ်တင်ဆက်သူဖြစ်ပါဝင်ခဲ့ပါတယ်။ ဖျော်ပြပွဲကို Iron Cross DY နဲ့အစိုးတော်လေးဖြူအငဲမျိုးကြီးဝိုင်းဝိုင်းတို့ရဲ့တွဲဖက်တည်ဆုံမှုနဲ့စတင်ခဲ့ပြီးအဲဒီနောက်မှာ Air Supply DY ရဲ့ဖျော်ပြမှုနဲ့ဆက်လက်တင်ဆက်ခဲ့ပါတယ်။ Air Supply တေဂီတာအဖွဲ့ကဖျော်ပြရေးခင်းစဉ်နဲ့ပတ်သက်ပြီးအမှတ်တရစကားကိုပြောကြားပြီးနောက်၎င်းတို့အဖွဲ့ရဲ့ပရိသတ်တွေကြားထင်ရှားခဲ့တဲ့တည်တခြင်းတွေဖြစ်တဲ့ Nothing's gonna change my love for you all of all love goodbye making love up or nothing at all lost in love without you စားရဲ့တည်တခြင်းတွေနဲ့တည်ဆိုဖျော်ဖြေခဲ့ပါတယ်။အဆိုပါဖျော်ဖြေပွဲဟာကမ္ဘာကျော်အဆိုတော် Jason Mraz နဲ့ Michael Lance တို့ရောအဖွဲ့တို့ရဲ့ဖျော်ဖြေပွဲတွေအပြီးတတိယမြောက်လာရောက်ဖျော်ဖြေတဲ့ကမ္ဘာကျော်အဆိုတော်အဖွဲ့ပဲဖြစ်ပါရဲ့ရှင်။